တန်ဃာတော်တွေလူတွေရဲ့လေးစားတိုက်တဲ့အနေထားမျိုးတွေရောက်အောင်ဘုရားမြတ်စွာရဲ့တပိတာဝကတို့ရဲ့ခုံကိုဆောင်းနေအောင်လို့ဆိုပြီးတော့အချက်ဆက်ချက်စင်းရင်းစီကံချမှတ်ပြီးတော့ပေးထားတယ်။ဒါကြောင့်မို့မရဘူရမဟာကဏ္ဍယောဆိုတာမြန်မာနိုင်ငံမှာစံပြအကြောင်းတိုက်တိုက်ဖြစ်လာတယ်။အဲဒီမှာဆရာတော်ကြီးတုံးထားတဲ့စကားလုံးလေးက အလုံးမှန်ကန်တယ်။ကျောင်းတိုက်တရိုက်တာမကစိတ်ကောင်းရှိဖို့ကပထမလို့ဆိုတာ။ကျောင်းတိုက်တရိုက်တယ်မဟုတ်ဘူး။မြို့တစ်မြို့ခရိုင်တစ်ခု၊တိုင်းဒေသကြီးတစ်ခုကပ်ပြီးတော့နိုင်ငံတော်ထိအောင်စိတ်ကောင်းရှိဖို့ကပထမဆိုတာမတမ်းမှမှန်ကန်ပါလေ။အရာကသိဟာဘာပဲလုပ်လို့စိတ်ကောင်းတဲ့လုံးမှ နောက်ကလာတဲ့လှုပ်ဆောင်ချက်တွေဟာမှန်ကန်မှုရှိတာအရာခသိမ့်စိတ်နဲ့ရှေးဥစွာစင်စားကြံစီတွေးတောပြီးတော့မှနှုတ်ကလည်းထုတ်ပြောတယ်ကိုရီးလေးအောင်လည်းလှုပ်တယ်လို့ဆိုတော့စိတ်ကောင်းမရှိဘူးဆိုရင်ပြောသည်မစကားအမှားလှုပ်သည်မအလုပ်တွေလည်းအမှားပဲဖြစ်မှာပဲဒါကြောင့်ဆရာတော်ကြီးကတော့သူကျောင်းတိုင်းနေပြီတန်ဃာတွေလိုက်နာဖို့ဆိုပြီးတော့ ချက်ဆက်ချက်ရေးဆွဲပြီးတော့ထားတာစိတ်ကောင်းရှိဖို့ကပထမလေဝီနီးလေးစားဖို့ကဒုတိယလေကျမ်းမာဖို့ကတတိယတန်ရှင်းဖို့ကစတုထအဝစာတက်ဖို့ကပြင်စမာလူရင်ကျေးမှုဆိုတဲ့အထက်ဝစာဆင်မှုကလည်းရေးကြည့်တာပဲဟောဝစာဆင်မှုရေးကြည့်တယ် ညမနိုင်ငံမှာရှိကြတဲ့ပုဂ္ဂိုလ်တွေလည်းမိမိတို့ရဲ့လူမျိုးရဲ့ခွန်သိက္ခာထောက်ထားပြီးတော့ဘုဒ္ဓစာတတ်ဖို့သမားဖြစ်တော့လူတွေအထင်နေဒိုးဝတ်တတ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်။သို့တော့စိတ်တည်ရှိအောင်ဝတ်တတ်ဖို့လိုတယ်ပေါ့နော်။တန်ခါးရီအနေနဲ့ကလည်းပဲဒီဟာကအဝတ်အစားတတ်ဖို့ဆိုတာဝတ်စားတတ်ဖို့ ဝဆာဆင်တက်ဖို့ဒါဟာပထမအရေးကြီးဝဆာမတက်ဘူးဆိုလို့ရှိရင်မြန်မာစကားတောင်မှကောက်တဲ့အိဗယ်ကိုမပြောဘူးလေဒါကြောင့်မလို့ well dressed ဆိုတဲ့တတ်တတ်ရရဝတ္တစာရမှုဟာလူမျိုးတစ်မျိုးရဲ့လူရဲ့ခုံသိက္ခာ dignity လို့ဒီလိုပြောလို့ရတယ်တတ်တတ်ရရဝတ္တစာရတယ်ငယ်ငယ်တော့ကြားဘူးတယ် မြန်မာနိုင်ငံကိုလာရောက်အုပ်ချုပ်သွားတဲ့အင်္ဂလိပ်တွေမြန်မာပြည်ကလူတွေသူတို့ကိုလေးစားအောင်လို့ဆိုပြီးတော့ဒီလူတွေဟာတမင်္ဂလာကိုအမြဲတမ်းခေါင်းကိုတတ်တတ်ရဖြီးတယ်ဝတ်စားစင်ဘူးတမင်တကာလှုပ်တယ်လို့ကြားဘူးတယ်နိုင်ငံတော်ကကြားဘူးတယ်ဟုတ်အမြဲတမ်းတတ်တတ်ရဝတ်စားတာဘယ်တော့ကြည့်လိုက်ကြည့်လိုက်တတ်တတ်ရရတေတတ်တတ်ဝတ်စားတာ အဲ့ဒီဝဆန်းစင်ရင်မှုစနစ်ကြလို့ရှိရင်လေလူကလေးစားလာတော့ဟုတ်ဒီလိုဆိုလို့သူတို့နိုင်ငံရှိတဲ့အင်္ဂလိပ်တွေကတော့ကိုယ့်ကာဝှေ့ချင်လဲဝှထားသို့တော့မြန်မာနိုင်ငံလာပြီးတော့နေတဲ့အင်္ဂလိပ်တွေကြတော့ဝဆန်းစင်ရင်မှုကိုထိုးသိမ်းထားတယ်ဒီစကားကိုငငယ်ရချားခဲ့ဘူးလားဟုတ်မဟုတ်တော့အဲ့ဒီခေတ်ကအရွယ်ရောက်တဲ့လူတွေသိကြမှာပေါ့ဒါကြောင့်မို့ဆရာတော်ကြီးကလည်းသူကြောင့်နိုင်ငံတန်ဃာတွေကိုဆုံးမတဲ့အနေနဲ့အဝဆန်းတက်ဖို့က ပင်စမနဲ့နောက်တစ်ခုကဘာလို့ဆိုအနေထိုင်တတ်ဖို့ကသတ္တမလူတွေကအနေထိုင်တတ်ဖို့ကလည်းလူသေးတာနော်အနေထိုင်မတတ်ရင်မကောင်းတော့အပြစ်ဆိုစရာတွေဖြစ်တယ်ပေါ့နေထိုင်လည်းတတ်ရမယ်နေတတ်ထိုင်တတ်ရှိရမယ်ဒါလို့ဆိုရမှာနောက်တစ်ခုကတော့အပြောဆိုတတ်ဖို့က တတ္တမပြောရဲဆိုရရမယ်လိမ္မာယင်ကျေးစွာပြောရဲဆိုတဲ့ပုဂ္ဂိုလ်အပ်တယ်မြန်မာစကားမှာရှိတယ်လေအပြောမတိုက်ရင်ဆဲတယ်လို့ဆိုတာရှိတယ်နော်အပြောမတိုက်ရင်ဆဲတယ်လို့အဲ့ဒါလို့ပြောရဲဆိုထလာပြီဆိုလို့ရှိရင်လူတိုင်းကလေးစားရတဲ့အနေအထားမျိုးရောက်တယ်ဒါမှမဟုတ်ပြောရဲဆိုထလို့ဆိုတာ အသွားလာတတ်ဖို့ကအထမဒီဒီတတ်တတ်သွားတတ်လာတတ်ရမယ်ဘာမှအပြင်လူတွေကငါတို့သွားရတာပဲလာရတာပဲလို့ဒီလိုတော့ထင်ကောင်းထင်လိုက်တို့တော့လူရင်ကြီးတွေအနေနဲ့သွားတတ်လာတတ်ရမယ်လို့ဆိုတာပေါ့နောက်စီကံလိုက်နာဖို့ကနဝမတိုင်းပြည်တပြည်မှာလည်းပဲစီကံဆိုတာရှိတယ် အဲ့ဒီစီကံကိုလိုက်တာဘို့ဆိုတာဓမ္မရေးချေတာမြန်မာနိုင်ငံရန်ကုန်မြို့ကလူတွေလည်းသိမှာပေါ့မီပွိုင်ဆိုတာတွေပြထားတာရှင်မီပွိုင်ဆိုတာ traffic law လို့ပဲခေါ်တာရင်နဲ့သွားတဲ့လူတိုင်းလိုက်နာမီးစိမ့်ပြထားတာလိုက်နာမီးနီပြထားရင်မသွားရဘူးဆိုတဲ့လိုက်နာမှုပဲအဲ့ဒီလိုက်နာမှုစီကံဖောက်ပြမယ်ဆိုလို့ရှိရင်တော့ ဒါလောက်အသေးအဖွဲစီကံလေးတောင်မလိုက်နိုင်ဘူးအဲ့ဒီသူကလိုက်မှာမဟုတ်ဘူးနောက်တစ်ခါလမ်းဘေးမှာအနီနဲ့ဖြူကြားပြီးတော့ပလက်ဖောင်းတွေမှာဆွဲထားတာအလှဆွဲတာမှမဟုတ်တာအနီနဲ့အဖြူရစ်ထားတဲ့နေရာဆိုလို့ရှိရင် ကာမရရဆိုတဲ့အဓိပ္ပာယ်ရတယ်လို့သိရတယ်သို့တော်လည်း ဘယ်လိုပဲအနီအဖြူတတာရချင်ရတဲ့ဆိုတာဒါ traffic law ကိုမလိုက်နာတာလို့ခေါ်တယ်။အနည်းနဲ့အဝါလောက်ထားလို့ရှင်ကားရနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်။တခါဘုန်းကြီးတို့ခရီးသွားတဲ့အခါကားနဲ့သွားတိုင်းသွားတိုင်းတတိထားကျင့်မိတယ်။ဒီပြင်းနေရာတော့ထည့်မပြောပါဘူးရန်ကုန်မြို့ပဲထည့်ပြောပြောရမှာဆို။လမ်းလေကောင်းမှာ မြင်းသည်ဆိုတာဆွဲထားတာရှိတယ်။အဖြူကြောင်ကြီးတစ်ဆက်တည်းဆွဲထားရင်ဒါကမြင်းသည်လို့ခေါ်တယ်။အဲ့ဒီမြင်းသည်ဟာဟိုဘက်ဒီဘက်မကူရဘူးဆိုတဲ့ဥပဒေပဲဒါ။ဒါလည်းလောပဲနော်။ဒီဥပဒေကိုလည်းလိုက်နာလိုက်နာမယ်ဆိုလို့ရှိရင်ယင်းမတော်သဆဆိုတာဖြစ်ဖို့မှန်မှန်နဲသွားလူတိုင်းလူတိုင်းစီကန်းနဲ့နေကြမယ်ဆိုရင်တော်သဆ အဲ့ဒီမြင်းတွေမှာနှစ်ထပ်မြင်းဆိုပြီးတော့ဆွဲထားရတယ်ရှိသေးတယ်မြင်းတွေနှစ်ထပ်ဆိုရင်ဟိုဘက်ကလည်းတစ်ဖက်ကိုပြောင်းလို့မရဘူးတစ်ဖက်ကလည်းဟိုဘက်တစ်ဖက်ကိုပြောင်းလို့မရတခါတခါကျတော့နှစ်ထပ်မြင်းမှာတစ်ဖက်ကျတော့အသေးမဟုတ်ဘူးတစ်ဖက်ကအသေးလောက်ထားတာရှိတယ်ဟိုဘက်ကားကဒီဘက်ကူးချင်းကူးလို့ရတယ်ဆိုအထိပဲဟုတ်ဘုန်းကြီးတို့တော့အဲ့လိုနားလဲတယ်ပေါ့နော်အဲ့လိုနားလဲ မိပွိုင်းနေရောက်တဲ့အခါမြင်းတွေကြမှာသူကလိုင်းပြောင်းလို့မရဘူးစောစောတွေကချွတ်တင်ပြီးတော့ကိုသွားမဲ့လမ်းကျောကိုယူရအဲအခုခဏခဏတွေ့တယ်ကားတွေကမြင်းတွေကြမှာဖြတ်ကျော်ဟုတ်ရင်တော့ဒီမော်တော်ဗေဟီကယ်မော်တော်ပီကယ်လို့ခေါ်တယ်မော်တော်ဗေဟီကယ်တွေကအရေးယူတယ်အခုတော့အရေးယူတာတဲမတွေ့တော့မြင်းတွေကိုဖြတ်လို့ရှင်အရေးယူတယ် အဲ့ဒါလည်းစီကံဥပဒေတစ်ခုပဲအဲ့ဒါလို့ဒါလေးတွေဟာအသေးဖွဲစီကံလေးတွေအဲ့ဒီအသေးဖွဲစီကံလေးတွေတောင်မလိုက်နာဘူးဆိုတော့လူမျိုးဟာဘယ်လိုလုပ်တော့တက်ဖို့ရှိမလဲတော့တက်နိုင်မို့တာမှန်နေတာနော်တခြားကြီးမားတဲ့စီကံတွေပြောအသေးဖွဲလေးကစားလိုက်တာထွက်ပြစ်လောတွေကိုလိုက်နာဖို့လိုအပ်တယ်ပေါ့လမ်းပေါ့၎င်းလှဆွဲထားတာမဟုတ်ဘူးဒါတွေက ူကလည်းသူစီကံတဲ့ကြလိုက်နာပြီးတော့သွားကြမယ်ဆိုလို့ရှင်အမြဲတမ်းမဟိုမကန်လေးစားပြီးတော့ဒီလိုနေရထွက်ဖြစ်လောင်းတဲ့ပတ်သက်ပြီးဘုန်းကြီးတို့လေ့လာကြည့်တဲ့နေရာမှာ stop ဆိုတဲ့ sign board တွေ့လို့ရှင်ကားဟာလေးဘက်ချရရမယ်လို့ဆိုတာရှိရှိမရှိရှိ stop sign board တွေ့လို့ရှင်လေးဘက်ချရရ လေးပိုင်းလုံးလေးဘိန်းလုံးဟာမလိမ့်ရတန့်ငနဲ့ရရမယ်ပြီးတော့မှရှင်းပြီဆိုရင်သွားလို့ရနောက်တစ်ခါခစ်မွေးတို့ရီးတို့ဆိုတာဒီပြထားတာရှိတယ်အဲ့ဒါကြတော့တစ်ခါကလမ်းမကြီးပေါ်မှာသွားနေတဲ့ကားတွေအချင်းတွေကြည့်ပြီးတော့လေးဘိန်းလုံးရစရာမလိုဘူးခစ်မွေးဆိုလို့ရှိရင်ကိုကားကိုဖြည်းဖြည်း၍ရွေးပြီးတော့ကားရှင်းနဲ့ဆိုသွားကပ်ပြီးတော့ ဒီလိုနားလဲတယ်ခေါင်းကြီးတို့အဲ့ဒီလိုလမ်းစည်းကမ်းတွေသင်္ကေတတွေနော်ကာနစင်အနီနဲ့အနဲ့ရှင်ပြထားရင်ကြုံမတဲ့ရဆိုရင်ဒီဟာပဲဒါတွေကဥရိအနေနဲ့လောက်တာအဲ့ဒီ rope sign trip sign ဆိုတာလေဒါတွေကိုလေးစားလိုက်တာဘုလို့လူတိုင်းမှာလေးစားလိုက်တာဘု တခါတုန်းကမန္တလေးမှာဒီလိုပဲတရားပွဲသွားတယ်အနီဝိုင်းကြီးမှာကန့်လက်ပြအဖြူစင်းဆွဲထားတဲ့လမ်းဒါမဝင်ရဆိုတဲ့လမ်းပေါ့ educated ပဲပညာတတ်တခါကြီးတယောက်ကားမောင်းအဲ့လမ်းကြီးကဖြတ်သွားတော့ဘုန်းကြီးဟာကနေဟာဒီလို educated ဆိုတဲ့လူတွေကမှ ဥပဒေမလေးစားရင်ကြံတဲ့လူတွေဘယ်လိုလုပ်လေးစားမှာတော့လေးစားဘူးညဆော့ဘုရားသခင်ကိုတော်မြတ်ကသူတပည့်တွေကိုဆုံးမတဲ့အထင်ပဲအနုမတ်တေသူဝိစေသူဘယတတဝီဥပဒေနဲ့ပတ်သက်ပြီးအသေးအဖွဲလေးတွေကိုပဲဘေးရန်အန္တရာယ်ကြီးဖြစ်မြင်ရမယ်လို့ဟောထားတာနော်အသေးအဖွဲလေးတွေကိုမလေးမစားမလုပ်ရဘူးအသေးအဖွဲလေးတွေကစားလေးစားရမယ်လို့ညဆော့ဘုရားအများဆုံးဆုံးမတဲ့အဲ့ဒါ အနုမတ္တဆိုအနုဆိုတာအလွန်သေးငယ်တာပြောတာအဲ့ဒီအနုဆိုတာနာကြီးနဲ့ရေးတယ်ပေါ့အခုခေတ်တော့အနုပညာဆိုတာသေးငယ်တဲ့ပညာလို့ပြောမလားဘာလားမသိဘူးနော်အဲ့ဒီအနုရဲ့အဓိပ္ပာယ်ကတော့နာကြီးနဲ့ရေးတဲ့ဟာသေးဖွဲတယ်လို့အသေးဖွဲလို့ဒီလိုဆိုလိုတာအနုမတ္တအသေးဖွဲမြတ်တာဖြစ်တယ် တိတ်ခါပင်သူလိုက်တာကြရမယ်စီကံဥရေဘယဓာတဝီတကယ်ကိုဒါမလိုက်နာလို့မဖြစ်ဘူးဥရေကြီးတစ်ခုအနေနဲ့လေးစားဖို့ဆိုရင်မြတ်စွာဘုရားလူဆုံးမအဲ့တော့တိုင်းပြည်မှာဂေါတိခရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီလိုပဲအသေးဖွဲစီကံလေးတွေအစပြီးတော့လူတွေဟာအလုံးလိုက်နာပြီးတော့သွားကြမယ်ဆိုလို့ရှိရင်အင်းဓမ္မ ကြီးမွားမွေရာကောင်းပြီးကြီးပွားတော်တဲ့တဲ့လူမျိုးနဲ့နိုင်ငံဖြစ်လာမှာပေါ့ဒါကြောင့်မို့ဆရာတော်ကြီးကအဲ့ဒီအဓိပ္ပာယ်မျိုးရအောင်လို့ဒါတွေကိုပြောတာစီကံလိုက်နာဖို့ကနဝမတဲ့စီကံဆိုလိုက်နာရမယ်ဒီလိုဆိုတာပေါ့နောက်တစ်ခုကတော့ပါတော့ဆိုစံတက်ဖို့ကသတ္တမလို့ဆိုပြီး သူကြောင်းနိုင်မှာနေတဲ့ပုဂ္ဂိုလ်တွေစတတ်ဖို့အဓိကမဟုတ်ဘူးသူကခေါဏပြောတဲ့စိတ်ကောင်းရှိမှုကိုအဓိကထားပြီးတော့ဆုံးမသွားတယ်ဒါလည်းနှုတ်မှန်သားစရာကောင်းတယ်ကိုယ်အိမ်မှာလည်းပဲဒီစိတ်ကမဲ့ရှိဖို့လိုတယ်ပေါ့